ဖိုးဘောမဆိုင်ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်တော့ဒီဘောလုံးရဲ့ဒီ concept တစ်ခုအကြောင်းပေါ့နော်အဲဒီ concept တစ်ခုအကြောင်းကိုဆွေးနွေးတော့ဖို့စဉ်းစားထားတယ်ဆိုတော့ခေါင်းစဉ်ကတော့ဒီ modern football ဟာဟောင်းလာအစ်လာဆိုတဲ့ခေါင်းစဉ်မျိုးပေါ့နော်အဲဒီအောက်ကနေသွားမယ်အကြောင်းအရာရဲ့ပင်မအကြောင်းအရာကဘာလဲဆိုတော့ positional play လို့အရာမျိုးပြီးတော့ဒီ present game လို့အရာမျိုးတွေဟာအခုအချိန်မှာဒါခေရဲ့ဟိုခေအမိဆုံးရှေ့အပြေးဆုံးဘလုံးတတနာတွေဖြစ်တယ်ဆိုရင်အဲ့ဒီအရာတွေဟာတကယ်ရောအသက်ဖြစ်ရလားဆိုတဲ့အကြောင်းအရာကိုတွားမယ်ပေါ့နော်ဆိုတော့ဘယ်ကနေစမလဲဆိုတော့1961ကနေစမယ် တောင်က61ဆိုတာကကျွန်တော်တို့ဒီဆိုဗီယက်ပေါ့နော်ဆိုဗီယက်ခေတ်ကာလတွေပေါ့အဲစေးကာလတွေမှာအမေရိကနဲ့ဆိုဗီယက်နဲ့ဒီပညာဆိုင်ရာတိုက်ပွဲတွေပြီးတော့ဒီတချို့တိုက်ပွဲတွေပေါ့နော်အစားရှိသဖြင့်ဟိုအရန်အားကောင်းနေတဲ့အချိန် ပြီးတော့ဒီအာကတနေရာလို့တိုက်ပွဲတွေအားကောင်းနေတဲ့အချိန်အဲ့ဒီအချိန်မှာအခု Kiev လို့ခေါ်တဲ့ဒီ Ukraine မြို့တော်ပေါ့နော် Ukraine မြို့တော်မှာ Kiev လို့ခေါ်တဲ့မြို့ကဆိုဗီယက်ပြည်တော်စုအတွင်းမှာရှိတယ်အဲ့ဒီ Kiev မှာနာမည်ကျော်ဘလုံးသင်းတင်းရှိတယ်ဒီ Ribrov တို့ Shevchenko တို့ဒါနောက်ပိုင်းမှာပေါ်ထွက်လာတယ်ဒီအသင်းကနေပြီးတော့ 1960ကျော်ကာလတွေမှာတော့လိုဗနော့စကီရဲ့ခဲ့အတင်းကဒီနမိုကစ်အတင်းဆိုတော့အဲ1960မှာလိုဗနော့စကီဟာအသက်20နှစ်နေပဲရှိသေးတယ်အဲ့ဒီအတင်းရဲ့ဒီနမိုကစ်အတင်းရဲ့တောင်ပံ့သားသမားအဖြစ်သူကစားနေတယ်ကစားနေတဲ့အချိန်မှာ Soviet Supreme Title ကိုသူပထမဆုံးအကြိမ်ရတယ်အတင်းသမိုင်းတစ်ချက်ပထမဆုံးအကြိမ် ဲ့ဒီအောင်ပွဲကိုယူကရိန်းနယ်ကပြည်သူတွေအကုန်လုံးဝဝကွယ်အောင်ပွဲခံကြတယ်ပြော့ဒီလိုဘနော့ဖ်ကီဟာဒီဒီနမိုကစ်အသင်းရဲ့အတိတ်ကကစားသမားတဦးအနေနဲ့ပြည်သက်တွေရဲ့အထူးကွန်ပျူတာတွေကိုခံရတယ်သူတို့နယ်မှာထွက်သမျှသတင်းစာတိုင်းမှာလိုဘနော့ဖ်ကီကကောင်းဆောင်မင်းသားဖြစ်ခဲ့တယ်ဒါပေမဲ့လိုဘနော့ဖ်ကီဟာမပြောမွှင်ဖြစ်နေတယ် ဆိုတော့ဘာကြောင့်သူမပြောမရှင်းဖြစ်တာလဲဒီ Soviet Supreme Title ကိုယူကရိန်းတွေကနေပြီးသူတို့ယူနိုင်ပြီးတဲ့နောက်မှာသူတို့မှာဘယ်လိုခုံလဲဆိုတော့အောင်ပွဲကို အကြီးကြီးအောင်ပွဲခံစရာအရန်လုံလောက်တဲ့အကြောင်းပြချက်ရှိပါလေနဲ့လိုဘနော့စကီးကမပျော်ခဲ့ဘူးအဲ့တော့မပျော်ခဲ့တဲ့အခါသူအသင်းဘော်တွေဖြစ်တဲ့ Bezilevich တို့ပြီးတော့ Vladimir Levchenko တို့ဒီကစားသမားတွေကလိုဘနော့စကီးကိုမေ့တယ် ငါတို့ league champion ဖြစ်သွားပြီလေတဲ့မေးပါလို့စိတ်ပြက်နေတယ်ပုံပေါက်တာလေဆိုတော့ Lobanovski ကဘာလို့ပြောအောင်မလဲတဲ့ငါတို့ကစားတာတစ်ခါလေကြာရင်ဟိုဝရုံးသုံးကားနဲ့ဖယုတ်ဖေးရဲနဲ့စနစ်တကျမရှိဘူးပေါ့တော်တော်ဆိုးရွားတယ်လုံကခံစားရတယ်ဆိုတော့ဒီလိုအသိအမျိုးနဲ့ကတော့ဒီတစ်ချိန်ရလဲနောက်အချိန်နေ ဘာမျှော်လင့်ချက်မှရှိမှာမဟုတ်ဘူးပြီးတော့ဒီတက်ပုံမြင့်တဲ့အဆင့်နေစီကိုငါတို့သွားနိုင်မှာမဟုတ်ဘူးငါအဲ့ဒီဟာကြီးကိုမတင်မကြဖြစ်နေတာငါတို့ဒီလိုကစားနေတဲ့အသင်းကတော့မှချန်ပီယံဖြစ်တယ်ဆိုရင်ဒီပြိုင်ပွဲမှာကစားနေတဲ့အသင်းတွေဘယ်တော့ညံ့ဖြစ်သလဲသူအဲ့ဒီအရာတွေပေါ်မှာသူအတွေးတွေလွန်ပြီးတော့သူစိတ်ဆင်းရဲနေအစိတ်ဆင်းရဲနေတဲ့အခါကျတော့သူတငယ်ချင်းကဒီ left hand goal ကမေးတာပေါ့အဲ့လိုမေးဘာလို့ချင်တာလဲအရေးကြီးတာငါတို့ဘောလုံးကစားရဲဆိုတာ နိုင်မှုမဟုတ်ဘူးလားဆိုတော့ဟွာကလိုဗနော့ဖ်ကီကဖြစ်နိုင်တယ်မင်းပြောတာဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ငါတို့အဲ့ဒါအဖြစ်မဟုတ်ဘူးငါအဖြစ်ရှာကြည့်ချင်တယ်ဆိုပြီးတော့လိုဗနော့ဖ်ကီကအဲ့လိုပြောပြီးသူတို့စကားဝိုင်းအဆုံးသတ်သွားတယ်အဲ့ဒီနောက်ပိုင်းမှာဒီလက်တင်ကိုရိုးကလိုဗနော့ဖ်ကီကိုလေ့လာတဲ့အခါမှာ training ပိုင်းလို့သူတိတ်ပြီးကောင်းကောင်းမလုပ်ဘဲနဲ့ တခုခုအမြဲတမ်းတွေးနေတဲ့ပုံပေါက်တယ်။နောက်ဆုံးမှာဒီဒါဒါတွေကဒီ left single ကပြန်ပြောပြတဲ့အကြောင်းတွေပေါ့နော်။နောက်ဆုံးမှာ Lewandowski ဟာတခုခုအဖြစ်ရှာတွေ့သွားတဲ့ပုံစံမျိုးနဲ့သူ Dynamo Kiev ရဲ့လက်ကျင်ကအစီအစဉ်တွေအပြီးမှာတကယ်ချင်းနေမနေတော့ဘဲနဲ့နေရာတခုကိုသူအမြဲတမ်းသွားတယ်ဘယ်ကိုသွားကလေးဆိုတော့တကယ်ရင်းနေရမသိဘူးဒါပေမဲ့သူတနည်းအားဖြင့်သွားနေတယ်ဆိုတော့ဘာထင်လဲဆိုတော့သူ့အသင်းပေါ်တွေကပေါ်လာတွေက လိုဗန်နော့စကီစိတ်ညစ်ညစ်နဲ့ဒီအပျော်အပါလိုက်စားနေတယ်မိန်ကလေးတွေစီသွားနေတယ်အဲ့လိုပဲတွေးပြီးတော့ခက်ခက်ပေါ့ပေါ့ပဲနေလိုက်တယ်နေပါစီပေါ့လေဒါပေမဲ့တကယ်တမ်းကျတော့ဒီလိုဗန်နော့စကီရဲ့ရည်ရွယ်ချက်ကအယံကိုကြီးမားနေတယ်ဆိုတော့အဲ့ဒီရည်ရွယ်ချက်ကိုအကောင့်ထဲဖို့စူးစမ်းခြင်းဟာအခု2025မှာခေတ်စားနေတဲ့ဒီ present game နဲ့အဲ့2020အဲ့ present game မတိုင်ခင်နောက်ဆုံးခေတ်စားခဲ့တဲ့ ဒီ positional play ပေါ့အဲ့ဒီအရာတွေရဲ့အစာဦးခြေလှမ်းဖြစ်လာသေးမယ့်အရာတွေကို Lobanovsky လုံနေဆိုတော့တွေ့ရတယ်ဆိုတော့ Lobanovsky ကဘောလုံးရဲ့ဟိုဘယ်လိုခေါ်မလဲ paradoxical nature ကိုသူကဟိုသူအဲ့ဒီအဲ့ဒီအတွင်အပြင်ကိုသူကဟို ပိုကောင်းမွန်တဲ့အကောင်းအပြုတ်သဘောဆောင်တဲ့ဘက်ကိုသူကသွားသွားခြင်းလေအရန်ကို individual စံတဲ့ပုံစံ ပြီးတော့တူးချင်းခြေစွမ်းအပေါ်တကက် flat driven winger တူးဆိုရယ်ပုံစံထက် သူပို့ပြီးတော့ကစားခြင်းလေအဲ့ဒါကသူ့ရဲ့သူ့ရဲ့သူကကစားသမားအနေနဲ့သူအဲ့ဒီအဲ့ဒီကအစားပေါ့အဲ့တော့သူကအဲ့ဒီအချိန်မှာဒါကိုအပြောင်းလဲလုပ်ခြင်းတော့နောက်တစ်ချိန်ကျတော့ Lovenov fee ဟာဘောလုံးသမိုင်းရဲ့ဒီ pioneer နီးပြတွေထဲကအထင်ရှားဆုံးအကျော်ကြားဆုံးနဲ့ကံလုံးအဆန်ဆုံးသောပုတ်နီးပြတူဖြစ်လာဆိုတာအဲ့ဒီကနေစတာပဲသူဟာဘောလုံးသမားဘဝတွေက analytical thinker တူဖြစ်ခဲ့တယ် ဘောလုံးကိုတကယ်စန်တဖစ်နဲ့ကွန်မန်ဒေးရှင်းလုပ်ဖို့အတွက်သူစပြီးတော့လမ်းဖောက်ခဲ့တာပဲဆိုတော့ကျွန်တော်တို့ဒီအာဆန်ဗန်ဂါကဂျပန်ကနေပြီးတော့အင်္ဂလန်ကို ရောက်လာတယ်ဘောလုံးရဲ့ဒီခက်တတော်လန်ရေးကိုเนาะဒီ English ဘောလုံးလောကရဲ့ခက်တတော်လန်ရေးကိုအာဆန်ဗန်ဂါကစတင်ခဲ့တယ်ဆိုရင်အမှန်တိုင်းပြောရင်လိုဗန်နော့ဖစကီလုတ်ခဲ့တဲ့အရာကအဲ့ထက်အများကြီးပိုပြီးတော့သောတယ်လို့ ဆိုတော့ထပ်ပို့တာပါလဲဆိုအများကြီးပို့ပြီးတော့လေးနက်တယ်နှက်ဆိုင်တယ်လို့ပြောလို့ရတယ်ယူကရိန်းဟာအဲ့ဒီအချိန်မှာဆိုဗီယက်ရဲ့ဒီ cybernetics နဲ့ဒီ computer computing innovation တွေရဲ့ဒီဗဟိုချက်နေရာဖြစ်ခဲ့တယ်ပေါ့အဲ့ဒီဒီယူကရိန်းမှာဒီသိပ္ပံနဲ့နှီးပညာကိုကျွမ်းကျင်တဲ့ scientist တွေပေါ့နော်ဒီ scientist တွေပေါ့သိပ္ပံနှီးပညာကို ကျွမ်းကျင်တဲ့ပုံခုတွေအများကြီးရှိခဲ့တယ် scientist တွေအများကြီးရှိခဲ့တယ်ဆိုတော့သူတငယ်ချင်းတွေတဲ့ခါတူကလည်းအပျော်တမ်းဘောလုံးသမားသူမဟုတ်တနည်းအားဖြင့်ဆိုတစ်ဖက်ကကြည့်ရင်သူက scientist လည်းဖြစ်တယ်အဲ့ဒီတငယ်ချင်းရဲ့နာမည်က Volodymyr Sabelti Sab အဲကျွန်တော်တခြားမှတ်မျိုး Sabelta ဖြစ်လိမ့်မယ် Sabel Sabeltia or Sabelta ဖြစ်လိမ့်မယ်ဆိုတော့ Lovanovsky ကအဲ့ဒီတငယ်ချင်းကိုအကူအညီတောင်းပြီးတော့အဲ့ဒီသိပ္ပံနဲ့နေပြန် ို့သွားတယ်သွားပြီးတော့အဲ့ဒီမှာဒီ Cave Polytechnic Institution အဲ့ဒီမှာ Institute ပေါ့နော်အဲ့ဒီမှာဒီ Hidden Engineering နဲ့ဒီ Mathematics ကျောင်းသားတူဖြစ်တဲ့သူတငယ်ချင်းစီကိုသွားပြီးတော့အဲ့ဒီဘောလုံးကနေပြီးတော့သူ system တွေကိုခွဲဖို့အတွက်ဘောလုံးကိုသူကဒီအစုလေးတွေအစုလေးတွေ set လေးတွေအဖြစ်ခွဲပြီးတော့အဲ့ဒီဒီ set အဲ့ဒီ set တစ်ခုချင်းစီကိုမှသူက sub system တစ်ခုအဲ့ဒီ system တွေကိုပေါင်းစပ်ပြီးတော့ကစားတဲ့ template ဖြစ်လာအောင်လို့သူအဲ့ဒီမှာစပြီးတော့သူကြိုးစားတာစပြီးတော့အဖြစ်ကြတာဆိုတော့သူက individual skills ကိုသူကမျက်ကွယ်မပြုဘူးသို့တော့သူသူလိုချင်တဲ့ individual skill ဟာဒီအစုအဖွဲ့လှုပ်ရှားမှုအတွက်လိုအပ်တဲ့ individual skill ဆိုရဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးကို global knowledge ကစတင်ပြီးတော့သူလေ့လာခဲ့တယ် နောက်ပိုင်းမှာသူဘောလုံးဆက်ကစားနေတယ်သူမပြောတော့လိုဗနော့စကီဘောလုံးဆက်ကစားနေတယ်မပြောတော့တဲ့အတွက်နောက်ပိုင်းမှာဒီအဲအဲ့ဒီအချိန်ကဟိုဒီနမိုကစ်အသင်းရဲ့နှီးပြကဗက်တာမတ်စလော့ပေါ့နော်မတ်စလော့ကသူ့ကိုခိုင်းတဲ့အလုပ်တွေကိုလည်းသူကောင်းကောင်းမလုပ်ချင်ဘူးပြီးတော့အသင်းရဲ့လက်ကျင်ခံအစီအစဉ်မှာလည်းစိတ်မပါဘူးပြီးတခါလေလက်ကျင်ခံအစီအစဉ်ကိုမလာဘူးဆိုတဲ့အခါကျတော့ဗက်တာမတ်စလော့ကလည်းဆိုဗီယက်ဘာနာမည်ကြီးနှီးပြပဲဆိုတော့လိုဗန်နော့စကီအဲ့လိုလုပ်နေတဲ့ပုံစံကိုသူသူ့အတွေ့အကြုံ အော်ဒီကောနာမည်ကြီးတာနဲ့လေဂျန်ဒ်လိုနေတာပဲဆိုတော့အမြင်ရှိတယ်အဲ့ဒီခါကျတော့ဒီလိုဗန်နော့စကီနဲ့ပြဿနာတွေတက်တယ်လိုဗန်နော့စကီကိုမတုံးဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်လာတယ်အကပလုံသမားဘဝကနေပြီးတော့လေဒီအနာယူရမလို့ဖြစ်တာပေါ့အဲ့ဒီနောက်ဆုံးမှသူတို့ပြဿနာတွေတက်ပြီးတော့လိုဗန်နော့စကီကဆက်မကစားလို့ပဲနဲ့လမ်းခွဲလိုက်တယ်လမ်းခွဲပြီးတဲ့နောက်မှာသူ့ရဲ့အဲ့ဒီလမ်းခွဲခြင်းဟာဘယ်ဘက်ကို ွားသလဲဆိုတော့သူနီးပြဘက်ကိုသူသွားညာဘလုံးမကစားကျင်တော့အဲ့လိုနဲ့ဒီအခုဒါကျွန်တော်တို့ Europa League တို့ဘာတို့မှာတခါလေဝင်ကစားတဲ့ Dinner Pro ပေါ့လေအဲ့ Dinner Pro အသင်းကသူ့ကိုနီးပြအဖြစ်ခံလိုက်တဲ့အချိန်မှာ Lewandowski ဟာအင်မတန်ကိုထူကြတော့ခစ်ကိုပြောင်းလဲပြီးတော့နီးပြတူဖြစ်လာခဲ့တယ်။အဲ့ဒီအမွေနဲ့အခုဆိုလူတိုင်းလူတိုင်းအခုမာဆယ်လိုလက်ပီပြောတယ်လူတိုင်းက present game ဖြစ်သွားပြီ။ဘာကြောင့် present game ဖြစ်သွားဟုတ်တယ်လဲဆိုတော့ Lewandowski ကစခဲ့တာပဲ။ မာဆယ်လိုလစ်ပီကိုရိုင်းကကံလွယ်နေပြပြီအဲ့ဒီမာဆယ်လိုလစ်ပီကလိုဗနော့စကီနဲ့ပတ်သက်ပြီးတော့အဲ့ဒီဟာပေါ့ဒီလိုဒီအခုလူတိုင်းပြောနေတဲ့ present game ဆိုတာကလိုဗနော့စကီခဲရခဲစစတင်ခဲ့ရတဲ့အရာဆိုလို့သူပြောတာဆိုတော့1992လောက်မှာလိုဗနော့စကီဟာနာမည်ကြီးနေပြတူဖြစ်နေပြီသူက bio energetics ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ဒီ zelatin soft ဆိုတဲ့သူ ਨੇ အတွေ့တယ်တွေ့ပြီးတော့ဒီအာဒီမောပန်း ခံနိုင်တဲ့အနေအထား diet ပြဿနာတွေကြက်ခံမှုအခြေအနေတွေပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ကလူတူဦးရဲ့အကောင်းဆုံးတက်လွန်ကိုရရနိုင်တဲ့နီလန်းတွေအဲ့မှာသူသိပ်ပန်နဲ့ဘောလုံးကိုသူစတဲ့ပေါင်ဆက်တာဆိုတော့ Lomanovsky ကအဲ့လိုပြောတဲ့အခါကျတော့ဒီနေ့ခင်မှာအဲ့လိုစကားပြောရတာကဘာခက်လို့လဲလို့ယူဆချင်ပြီမယ်ဒီနေ့ခင်မှာလက်ဝဲထိုးလဲ science နဲ့တွဲတဲ့အမြင် ပြေခွန်ပြေတဲ့ science နဲ့တွဲတဲ့အမြင် basketball လည်းဒီလိုပဲ golf လည်းဒီလို tennis ဒီလိုပဲပေါ်လုံးလည်းဒီလိုပဲဒါပေမဲ့1960 90ဆိုတဲ့ကာလတွေမှာကြောက်တော့အဲ့ဒီအရာကြီးကဟိုတော်တော်လေးကိုဟိုဘလို့ခေါ်မလဲဆိုခစ်ကိုမျက်ွယ်ပြူထားတယ်ခစ်ရှိကိုအရန်ပြေးလုံးတဲ့အရာကြီးဖြစ်နေတယ်နောက်ပိုင်းမှာဒီ Lobanovsky ရဲ့ Dino Cave ကိုပြန်ရောက်လာတယ်ရောက်လာပြီးတော့နီးပြဖြစ်ပြန်အောင်လာတယ်အောင်မြင်မှုတွေအများကြီးယူပေးခဲ့တယ် အထူးသဖြင့်ဆို1986ပေါ့နော်1986ဒီ cup winners cup ပြိုင်ပွဲမှာ Atletico Madrid အသင်းကိုဒီ3-0နဲ့တက်ပြတ်တသားအနိုင်ရတဲ့အချိန်သူကစားတဲ့ပုံစံကဘာကြီးလဲဆိုပြီးတော့ဥရောပမှာဝိုင်းပြီးတော့ဥရောပမီဒီယာတွေကဝိုင်းပြီးတော့ချီးကျူးကြတယ်ခွဲခြားဆိပ်ပြကြတယ်ဆိုတော့အဲ့ဒီမှာဒီ Lewandowski ဆိုပြီးတော့ဖြစ်လာတယ်ပေါ့တကယ်တော့လေနီးပြတ်တူဖြစ်လာဘူးဒီလောက်ထိုးကြတဲ့အလုပ်တွေကိုလုပ်ခဲ့သည့်တိုင်အောင် အောင်မြင်မှုနဲ့တော့တွားပြီးတော့ဆက်နွယ်နေတာပဲအောင်မြင်မှပဲဒီလိုဗနော့စကီးကဘလို့လူမျိုးလဲဆိုတော့လူတွေကစိတ်ဝင်စားလာကြတယ်ဆိုတော့ဒီသူဘာကြီးလောက်ခဲ့တလဲဆိုတာထက်ဒါလောက်ဖို့အတွက်သူဘလောက်ထိအခက်အခဲတွေ့ခဲ့တလဲအဲ့ဒီအပိုင်းကိုကျွန်တော်ဆက်ပြီးတော့ပြောရမှာတကယ်လေဒီဟိုဒီလိုအပြောင်းလဲတစ်ခုကလွယ်လွယ်ကူကူဖြစ်လာတာမဟုတ်ဘူးဆိုတာကိုဒါကျွန်တော်အဲ့အဲ့ဒီဟာကိုလည်းကျွန်တော်ပြောရင်လားဘာကြောင့်လဲဆိုတော့ ဆိုဗီယက်ဟာသူတို့ဟို nationalist တွေလည်းဖြစ်တယ်ဗောနော်သူတို့မှာဒီ nationalism မျိုးချစ်စိတ်လည်းသူတို့ရှိကြတယ်ပြီးတော့သူတို့ကိုယ်တိုင်ကဒီ traditional thinking တွေကိုလည်းသူတို့ကဟိုလက်ဆုပ်လက်ကင်ထားတဲ့သူမျိုးဗောအဲ့ဒီကာလတွေမှာပြီးတော့ဘောလုံးမှာလည်းအဲ့လိုပဲဘောလုံးမှာကစားသမားတူချင်းစီရဲ့ intuitive ဖြစ်တဲ့ play ကိုလူတွေကမျှော်လင့်တာအခုခစ်ကအဲ့လိုပြန်ဖြစ်လာတာနောက်အဲ့ဒီခါကြီးကျွန်တော်နောက်မှပြောရမယ် intuitive ကို အရန်ကိုတောင်းဆိုတယ်ပြီးတော့နီးပြားရဲ့ဒီ instant step ကိုအများကြီးတောင်းဆိုရခဲ့အထူးသဖြင့်ဒါ veteran master တို့လိုနီးပြားတွေပေါ့အဲ့တော့တအူးချင်းစိတ်လွတ်ကိုလွတ်လှောက်ရှားခြင်းပေါ့လွယ်လွယ်ပြောရရင်အဲ့ဒီအရာတွေကဒါဒီမော်ဆန်ခြင်းအဖြစ်အခက်ဟိုဖြစ်ခဲ့ကြတဲ့ခက်မှာ Lobanovsky ရဲ့အရန်ကို systematic ဖြစ်တဲ့အရန်ကို science ကို base ယူထားတဲ့ဒီချင်းကပ်ပုံနီလန်းတွေကအရန်ဝေဖန်ခံရတာဆိုဗီယက်မှာ ဒီကောင်ဘာကြီးလုံနေရလဲနားမလဲပါမလဲနဲ့ဆိုတဲ့ပုံစံမျိုးနောက်ဆုံးဒီအရန်ရှေယူဆိုတဲ့ဘောလုံးအာနာပိုင်တွေကလိုဘနော့စကီရဲ့မက်သစ်တွေကိုပြောင်ပြောင်တင်းတင်းကိုစန့်ကျင်တဲ့ပြဿနာမျိုးတွေသူကြုံတွေ့ခဲ့ရတယ်နောက်ပို့ဆိုတာ ကစားသမားတွေပေါ့နော် ကစားသမားတွေနဲ့ပြဿနာတက်တာအဲ့တော့သူကိုင်တဲ့အတင်ဒင်နီဘရိုကိုင်တဲ့အချိန်တုန်းကလည်းဒင်နီဘရိုကကစားသမားတချို့သူနဲ့ပြဿနာတက်ပြီးတော့ဒီနီးပြရွေးချယ်ချောင်းတဲ့သူလောက်တာတွေကိုဆက်မလုပ်နိုင်ဘူးဆိုပြီးထွက်သွားတာတွေရှိသလိုဒင်နီဘိုကိဖ်ကိုလာတဲ့အချိန်မှာလည်းဒင်နီဘိုကိဖ်မှာ ကစားသမားနှစ်ယောက်တောင်းလာလိုဗနော့စကီကြောင့်ထွက်သွားတာရှိတယ်။အရန်လဲပင်ပန်းနေဒီစနစ်တစ်ခုအတွင်းမှာဟိုဘယ်လိုခေါ်မလဲဆိုတော့အပေါ်ရန်အလုပ်လုပ်ရတာမဟုတ်ဘဲနဲ့အသေးစိတ်ခိုင်းစီထားတဲ့အလုပ်တွေကိုလုပ်ရတဲ့အခါမှာအရန်ပင်ပန်းတယ်။အရန်ပင်ပန်းတဲ့တော့1986အလံဒီအိုလံပစ်ပြိုင်ပွဲပေါ့။အဲ့ဒီအိုလံပစ်မှာသူကဒီသူ့နိုင်ငံအသင်းအတွက်သူနှိပြအဖြစ်သွားတဲ့အချိန်အမအဝတ်လေကန်းပြိုလဲမှုဖြစ်တယ်သူရဲ့ training schedule တွေကအရန်ပြင်းထန်လုံးတဲ့အတွက်အရန် ဟိုမောပန်းလုံးနဲ့အတွက်စက်မကစားနိုင်တော့ပါဘူးဆိုတော့အဲ့မှာအကြီးကျယ်ပြဿနာကြီးတက်တာမျိုးလဲကြုံခဲ့ရတယ်ဆိုတော့နောက်ဆုံးမှာလိုဗနော့စကီကဘာလုပ်ရလဲဆိုတော့ဒီပရိုကစားသမားတွေထွက်သွားလိုက်နော်ကြီးသောမိုက်ထွက်သွားလိုက်တခြားအသင်းကနေပြီးတော့လူတွေခေါ်ဖို့စူးစမ်းတဲ့အခါမှာသူ့စီကိုမလာချင်တာကြုံလိုက်နေအဲ့ဆီမီပရိုကစားသမားတွေကိုလိုက်ရှာပြီးတော့အသင်းမှာသူခေါ်တုံးရတယ်ခေါ်တုံးပြီးတော့အဲ့ကစားသမားတွေနဲ့အောင်မြင်မှုတွေယူခဲ့အဲ့ဒါကဟိုတခြားဘယ်နည်းပြမှမကြုံဘူးတဲ့ပြဿနာတွေပဲလိုဗနော့စကီလုပ်ခဲ့တဲ့အလုပ်တွေက ီးတော့ဒီသူ့ game design နဲ့ game models တွေကိုဆွဲပြီးတော့ရှင်းပြတာကကစားသမားတွေကကြားနေကြနားထောင်နေကြဘယ်နောက်ကန်လူကဘလောက်ကောင်းတယ်မဲအဲ့သူရအောင်ကြော်ဖြတ်လိုက်အကြော်ပြီဆိုရင်ဘာလို့ဆိုတဲ့ဟာတွေအခိုင်းခံရတာဒါပေမဲ့သူခိုင်းနေတဲ့အရာတွေကအဲ့ဒါတွေမဟုတ်ဘူးသူခိုင်းနေတဲ့အရာတွေကဆိုတော့ဒီ tactically ကိုသူအဓိကဟိုခိုင်းနေတာမင်းဘသူကိုအနိုင်ရလိုက်မဟုတ်ဘူးအဲ့ဒီအစုအဖွဲ့ကိုဒီဘက်ကိုပါလာအောင်မင်းဘာလုပ်အောင်လဲ အမင်းဘယ်သူနဲ့တွဲပြီးတော့ဘာလုပ်ရမလဲဆိုတာခိုင်းနေတာအဲ့ဒီခေတ်ကာလမှာကစားသမားတွေဘလို့မှဟိုစိတ်လဲမဝင်စားဘူးလိုက်လည်းမမိဘူးနောက်တစ်ခုကဒီ technological ကိုဟိုဘလို့ common ဆိုတော့ limitations တော့ရှိတာပေါ့သူခေတ်သူအခါကဒါပေမဲ့အဲ့ဒီ technology ကိုသူခေတ်သူအခါကဒီအဆန်းတဆုံးအရာတွေကိုသူသုံးတာမျိုးတွေဆိုတော့ဟိုလွယ်လွယ်ပြောရရင်ဒီဘက်ခေတ်မှာကျတော့ဒါတွေကလွယ်သွားပြီဟိုတော့ကဘာလုပ်ရလဲဆိုတော့ဟိုကျွန်တော်ဒါတစ်ခုပြောပြပါအောင်နော်ဒီ Lobanovsky ရေးသုံးတဲ့နေစနစ်တွေတခုက သူက1 2 3ဆိုပြီးတော့သူကရေးပေးတယ်1 1ကနေ3ထိသူရေးပေးတယ်1မှာကစားသမားကအဲသူသူလေ့ကျင်တာကိုခံရမယ်ဒီ individual သူလေ့ကျင်ပြီးတော့ခံမဲ့ကစားသမား1မှာသူအဆင်သင့်နေရတယ်ဘယ်ဟောကြည့်လို့မရဘူး1ပြီးတော့သူ2လို့ခေါ်တဲ့အချိန်မှာအဲ2ကနေပြီးတော့3လို့မခေါ်ခင်အချိန်အတွင်းဒီသူပတ်ဝန်းကျင်ကိုသူကြည့်ရတယ်3လို့ခေါ်တဲ့အချိန်ထိကြည့်နေတော့မှဆိုထွက်အသူ out ပဲ မနောက်တစ်ယောက်ဝင်အဲ့ပုံစံမျိုးအဲ့တော့1ပြီးတော့2ဆိုတဲ့အချိန်ဆိုသူဘောင်းကြီးကိုကြည့်ပြင်သူ့ကိုဘောလုံးပေးမဲ့သူ့ကိုပြန်ကြည့်ရတယ်အဲ့တော့3ဆိုတဲ့အချိန်ကျရင်အဲ့သူ့ဘောလုံးပေးမဲ့သူကဘောလုံးနီးပြလော်ဘနော့စကီက3လို့ online ဘောလုံးပေးမဲ့သူကအဲ့သူစီကိုပေးတယ်ကျွန်တော်နည်းနည်းနားရှင်းအောင်ပြန်ပြောအောင် A နဲ့ B နဲ့ရှင်းမယ် sorry B ကဘောလုံးကိုပေးမယ် B ကဒီစမ်းတက်မဲ့သူ A ကစမ်းတက်ခံရမယ့်သူလော်ဘနော့စကီရဲ့ပုံစံမှာစမ်းတက်ခံရမယ့်သူဆိုတော့ B ကဘောလုံးကိုအစင်နဲ့ကင်ထားတယ်။ B ရဲ့အလုတ်ကနီးပြ3လို့ပြောရတယ်။ AC ကိုဘောလုံးပေးဖို့။ဆိုတော့ A ရဲ့အလုတ်ကဘာလဲဆိုတော့1ဆိုတဲ့အချိန်မှာဒီဘောလုံးပေးမဲ့သူကိုကြည့်နေရတယ်။2ဆိုတဲ့အချိန်မှာပဝင်းချိန်ကိုအမြန်ကြည့်ရတယ်။အမြန်ကြည့်ပြီးတော့3လို့မအော်ခင်မှာဘောလုံးပေးမဲ့သူစီကိုအာရုံပြန်ဆိုင်နေရမယ်။3လို့ပြောတဲ့အချိန်ဒီလူကြည့်နေလို့မဲ့ဆိုသူ out ဟို to qualify မဖြစ်ဘူး။အဲအဲ့2လို့អော်ပြီးရင် तू အချိန်အချိန်လေးအမြန်ကြည့် ြည့်ပြီဆိုရင်သူကနေပြီးတော့ဒီနံပါတ်ဒီဘောလုံးပေးမဲ့ BC ကိုသူပြန်ကြည့်ရတယ်3လို့ပြောတဲ့အချိန်မှာဘောလုံးကလာပြီအဲ့ဘောလုံးကသူကဖမ်းပြီးတော့သူကအဲ့လိုမျိုးဖမ်းလိုက်ပြီဆိုတာနဲ့လိုဗနော့စကီကပါအော်လဲဆိုတော့ဟိုမှာနံပါတ်16လို့ပြောလိုက်ပြီဆိုရင်အဲ့16ကဘယ်သူလဲဆိုတဲ့နေရာကိုအများပေးရတာဆိုတော့ဆက်တစ်ဆက်ကရီယာတွေ ပြီးတော့ဒီ radar တွေတခြားမြင်မာတဲ့ဒီ advanced technology မရှိတဲ့အချိန်မှာသူတို့လူအားနဲ့လုပ်တာအဲ့မှာဆော့ဆော့သူနံပါတ်2မှာသူဘာကိုကြည့်တာလဲဆိုတော့အဲ့ပဝင်းကျင်မှာဥမာတချို့ကနံပါတ်6ကိုခြင်ထားတယ်တနေ့3 4 5ခြင်ထားတာမဟုတ်တချို့က6ကိုခြင်ထားတယ်6ဆိုတဲ့ fiber ကိုခြင်ထားတယ်တချို့ကအဲ့16ကိုခြင်ထားမယ်နောက်တစ်ယောက်ကတချို့မဟုတ်တယောက်တယောက်က6ကိုခြင်ထားမယ်တယောက်က16ကိုခြင်ထားမယ်တယောက်က4ကိုခြင်ထားမယ်အစိုက်ကြိုက်တဲ့ကြာပန်းနံပါတ်ပေါ့ခြင်ထားပြီးတော့အဲ့မှာ3လို့ပြောပြီးဆိုဘောလုံးကလာပြီး ။ဒါကြီးကိုဖမ်းပြီးတာနဲ့သူကလိုဘနော့စကီက16လို့ပြောရင်16ပုတ်ကိုကင်ထားတဲ့သူစီကိုဘောလုံးပေးရတယ်။အဲ့ပေးတဲ့အချိန်မှာအဲ့ဒူအဲ့ကြမှာကြည့်ပြီးပေးလို့မရဘူး။လာဘီဆိုတာနဲ့အဲ့ကိုဒီ one touch ပြန်တွဲရတယ်။ဒီလိုဘနော့စကီက4လို့ပြောလိုက်ပြီးဆိုရင်အဲ့4ဆိုတဲ့နေရာစီကိုဒီဘောလုံးပေးရတာ။မှန်လားမှန်လားအမသူကနံပါတ်4ရေနဲ့ဒီ test 1 2 3 4 5 6 7 8 9 10ဆိုပြီးတော့ရေးထားတယ်။အဲ့လို test တွေကိုအချိန်ချင်းလုပ်ပြီးတော့ နောက်ဆုံးမှာဒီကိန်းဂဏန်းတစ်ခုထွက်လာတယ်သူ့ရဲ့အောင်မြင်မှုရခိုင်တော့ဆိုတော့ကျွန်တော်ဒါအခုနည်းနည်းလေးရှင်းပြီဟိုမိရလည်းပြက်နေတော့အခန်းနည်းနည်းလှောင်တယ်ကျွန်တော်ဒီမှာရက်လိုက်တော့မယ်အစိတ်ဝင်စားကြတယ်ဆိုရင်ပေါ့နော်အဓိကတော့ဟိုဒီလိုအကြောင်းအရာတွေပြောတဲ့အခါအမှန်တိုင်းပြောရင်လူစိတ်ဝင်စားမှုနေတော့သိတယ်တို့တော့အတိုင်းအတာတစ်ခုကြီးစိတ်ဝင်စားကြရဲဆိုရင်တော့ကျွန်တော်ဆက်ပြီးတော့ဒီဟာကိုဟိုဒီချက်ပေါ်စိတ်ဝင်စားစရာကောင်းတဲ့ methods တွေနည်းလမ်းတွေရှိသေးတယ်ပြီးတော့ တူရဲ့အခက်ခဲတွေဒါတွေကျွန်တော်ဆက်ပြောသွားမယ်။ဆိုတော့ဒါကတော့ဒီ present game နဲ့ positional play ဆိုတဲ့အရာတွေရဲ့ parking ဖြစ်ခဲ့ဖို့လေ Lobanovski အတူရဲ့အခက်ခဲတွေသူလုတ်ခဲ့တဲ့အရာတွေအကြောင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးအားပေးခဲ့ကြပါပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။